င်္ဂါပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ငဖဲမြို့နယ်မှာစစ်တပ်နဲ့ရေကန်ဗျူဟာကုန်းစခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရရှိတဲ့အပြင်အလင်းဝင်လာသူတွေလည်းဇက်တိုက်ရှိနေပါတယ်။ရန်ကုန်မှာတိတိတသာငလင်းလုတ်ခတ်တာကြောင့်ပြည်သူတွေထမ်းမြေတိုက်တာတွေကနေလမ်းမပေါ်ကိုပြေးဆင်းရကော အဲ့ဒီငလင်ဟာဒလမျိုးကိုဗဟိုပြုပြီး3.9အဆင့်ရှိတဲ့ငလင်လောက်ခတ်သွားတယ်ဆိုတဲ့သတင်းပါဝင်နေ့လယ်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်စစ်တပ်ရဲ့နေရီကန်ဗျူဟာကုန်းစခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုစစ်တုံးပန်းဖြစ်ဖမ်းဆီးရရှိတဲ့အပြင်အလင်းဝင်လာသူတွေလည်းဇက်တိုက်ရှိနေတယ်လို့အေအေကတရားဝင်သတင်းထုတ်ပြန်ပါတယ် အေကစစ်တပ်ရဲ့နေရီကံပြူအကုံစခန်းမှာရှိတဲ့အနှင်းငယ်သာလက်ကျန်နေရတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးအေရဲ့ထိုးစစ်မှာကစင်ကလေးထွက်ပြေးလာတဲ့စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တချို့နဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗျ။စစ်တပ်ကနေရီကံပြူအကုံစခန်းမကြာရှုံးဖို့အတွက်လေကြောင်းပစ်ကူနဲ့စစ်ကူတွေအဆက်မပြတ်ပေးနေတဲ့ကြားကနေအေကအကောင်ဆုံးတုတ်ပြန်ခံစင်းတဲ့အတူထိုးစစ်ဆင်နေတာလို့သိရပါဗျ။ပြီးခဲ့တဲ့အော်တိုဗလာ19ရက်နေ့ကတချို့နေရာတွေမှာ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တချို့က AAC မှာအလံဖြူထောင်လက်နက်ချကအလင်းဝင်ရောက်နေတယ်လို့တချို့ကလည်းတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိခဲ့လို့သိရပါဗျ။အာရခတတော်အနေနဲ့ AAC ကိုအလင်းဝင်ရောက်လာခဲ့ကြတဲ့သူတိုင်းကိုစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုဆောက်ရှောက်ပေးထားနေတယ်လို့လည်းသိရပါဗျ။ဒါကြောင့်အကြံဖက်စစ်ကော်မရှင်ရဲ့မတရားစစ်မှုထမ်းမှုစူးစမ်းခံရသူတွေအနေနဲ့လည်းအာရခတတော်နဲ့အနီးဆုံးနေရာတွေကိုဆက်သွယ်ပြီး ်အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်တယ်လို့အေအေကသတိပေးနှိုးဆော်ထားပါတယ်ရှင်။တနင်္သာရီတိုင်းဘက်ကသတင်းကိုကြည့်ရအောင်ပါ။တနင်္သာရီတိုင်းလောင်းလုံးမြို့တောင်တပြေဖုံးကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင်းစစ်တပ်ဘက်က၄ဦးသေဆုံးပြီးစစ်သားအလုံးရေစကန်ကိုစုပ်ပြေးသွားတယ်လို့ဒဝဲခိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဗလာ၁၈ရက်နေ့မနက်၅နာရီခန့်မှာ လောင်းလုံးမြို့မှာရှိတဲ့အောင်တပြေဖုံးကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်သားတွေကအနီးအနားမှာရှိတဲ့ကျေးရွာတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့အချိန်မှာတော်လန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းအကြံပတ်စစ်တပ်ဘက်က၄ဦးသေဆုံးက10ရောက်ထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လန်ရေးရဲဘော်တွေကတော့အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြံပတ်စစ်တပ်ဘက်ကအထိနာခဲ့ရာကြောင့် ဖုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်သားအလုံးအားလောင်းလုံးမြို့ပေါ်ရဲစခန်းကိုစုခွာထွက်ပြေးသွားပြီးစုခွာရလမ်းကြောင်းတစ်လျှောက်မှာလည်းပြည်သူဝနေအိမ်တွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်သွားတယ်လို့သိရပါတယ်။ပြည်သူတွေကတော့တိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်ဘေးတိမ်းရှောင်ခဲ့တာကြောင့်ထိခိုက်မှုမရှိပေမဲ့လည်းနေအိမ်တချို့ပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်ဘက်မှာတော့ကရင်ပြည်နယ်ဖားပုံခရိုင်မှာအော်တိုဘားလ15ရက်တာအတွင်းတိုက်ပွဲ52ကြိမ်ဖြစ်ပွားပြီး အကြံဘတ်စစ်တပ်ဘက်က14ရောက်တိတ်ဆုံးကစစ်တပ်က လေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးမှုရှိတယ်လို့ KNU မူတော်ခိုင်ကထုတ်ပြန်ထားပါတယ်။အော်တိုဗလာတရက်နေ့ကနေ15ရက်နေ့အတွင်းမှာဖာပုံခိုင်မှာအကြံဘတ်စစ်တပ်နဲ့ KNL တပ်မ9တို့တိုက်ပွဲ52ကြိမ်ဖြစ်ပွားခဲ့တဲ့အတွင်းမှာတော့အကြံဘတ်စစ်တပ်ဘက်က14ရောက်တိတ်ဆုံးပြီး28ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကတိတ်ဆုံးသူတွေထဲမှာတရင်မှုတအူးနဲ့ဗိုလ်မှုတအူးတို့ပါဝင်တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ KNL ဘက်ကရဲဘော်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြံဘတ်စစ်တပ်ပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုလည်းလင်းရီ drone တွေနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးမှုရှိကနေအိမ်တွေလည်းပျက်စီးခဲ့ပါသေးတယ်။ပြီးခဲ့တဲ့စက်တင်ဘာလပိုင်းကလည်းဖပုံခိုင်မှာအချမ်းဘတ်စစ်တပ်နဲ့ KNL တပ်မ၅တို့တိုက်ပွဲ၁၃၃ကြိမ်ဖြစ်ပွားခဲ့ပြီး အကြံဘတ်စစ်တပ်ဘက်ကအယောက်20သိမ်းဆုံးက39ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်ဘက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်အတွင်းမှာစစ်တပ်ကအသက်၈နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူ၅ဦးကိုဖမ်းဆီးပြီးလူနေအိမ်တွေ၊စပက်ကြီးတွေ၊စပေးရှောင်စခန်းတွေနဲ့တောင်ယာတဲတွေကိုမီးရှို့ဖျက်ဆီးထားတယ်လို့ရှမ်းလူအခွင့်အရေးမန်တန်ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ 2025ခုနှစ်ဩဂုတ်လနောက်ဆုံးပတ်ကနေစတင်မာလာကုန်အတွင်းရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မှာအကြံဘတ်စစ်တပ်ရဲ့တလားကြော်ကြာလှုပ်ဆောင်ခဲ့တဲ့မီးရှို့ဖျက်ဆီးမှုတွေကြောင့်လူနေအိမ်ချင်းအလုံး60စပက်ကြီးအခု90စစ်ပေးရှောင် IDB စခန်းတစ်ခုနဲ့တောင်ယာတဲအများပြပျက်စီးခဲ့ရတဲ့အပြင်အသက်၈နှစ်ရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူ၅ဦးမတရားဖမ်းဆီးခံခဲ့ရတယ်လို့ရှမ်းလူခွင့်မန်တိုင်ကဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးအကြံဘတ်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုတွေနဲ့ ပြည်သူတွေကိုမတရားဖမ်းဆီးမှုတွေကိုရှမ်းလူခွင့်ရေးမန်တိုင်ကမှတ်တမ်းတင်ထားတာဖြစ်ပြီးစပက်ကြီးတွေမိရှုခံရမှုကြောင့်ဆုံးရှုံးမှုတန်ဖိုးမှာကျပ်သိမ်းပေါင်း1500ရှိခဲ့တယ်လို့သိရပါဗျ။ရှမ်းလူခွင့်ရေးမန်တိုင်ရဲ့တာဝန်ရှိသူကတော့စစ်ကောင်စီရဲ့မတရားလုဆောင်မှုတွေဟာနောက်တစ်ချိန်မှာပဲဖြစ်ဖြစ်အခုလက်ရှိပဲဖြစ်ဖြစ်တေချာပေါက်အေးအေးယူရမယ့်ရာဇဝတ်မှုတွေဖြစ်ပြီးစစ်ကောင်စီကိုအားပေးအားမြောက်ပြုနေတဲ့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လဲဒါတွေကိုမြင်နိုင်ဖို့ကိုလည်းမျှော်လင့်တယ်လို့မှတ်ချက်ပေးထားပါဗျ။ လက်ရှိအချိန်မှာတော့အကြံဘတ်စစ်တပ်ကကြောက်တော်နဲ့ညောင်ပင်သာကြီးရွာတွေမှာတက်ဆွဲထားဆဲဖြစ်ပြီးနေရဆွန့်ခွာနေရတဲ့ပြည်သူ900နီးပါးမှာလဲတောတွေထဲမှာဆက်လက်နေထိုင်ရကစစ်ပေးဆောင်ပြည်သူတွေအတွက်အစားအသောက်နဲ့အမိုးကအပါဝင်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ရှမ်းလူခွင်မန်တိုင်ကအသိပေးထားပါတယ်ရှင်မကွေးတိုင်းဘက်ကိုကြည့်ရအောင်ပါမကွေးတိုင်းဆလင်းမြို့နယ်မှာရှိတဲ့ကြေးရွာတွေကို အကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်9ကိုပေါ်တာဆဲဖမ်းဆီးခဲ့တယ်လို့ပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဗလာ16ရင်းတွေကစလင်းမြို့နယ်မှာရှိတဲ့ကျက်သက်ကန်ရွာတောင်ပချမ်းအမိုက်ကျင်းမှာဘူးကွန်ကောင်းနေတဲ့အမျိုးသားတဦးကိုစစ်တပ်ကဖမ်းဆီးပြီးအဲဒီနေ့မှာပဲစလင်းမြို့နယ်မှာရှိတဲ့တင်နကုံးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းကအသက်20ကျော်အရွယ်ကနေ35နှစ်အရွယ်လူငယ်၄ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ပါတယ် အဲ့လိုဖမ်းဆီးထားတဲ့ပြည်သူ၅ဦးကိုလက်ရှိချိန်ထိစလင်းမြို့မြို့မရဲစခန်းအချုပ်ထဲမှာဖမ်းဆီးထားတယ်လို့သိရပါဗျ။အဲ့လိုပဲအော်တိုဘောလ၁၆ရက်နေ့မှာပခုတ်ကူတမတရားတက်ကနေထွက်လာတဲ့အင်အား90ခန်းရှိတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပခုတ်ကူမြို့နယ်မကြီးကန်ရွာကိုဝင်းရောက်စီးနှင်းပြီးအသက်20နှစ်အရွယ်နဲ့40ကျော်အရွယ်လူငယ်၅ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကောင်ပခုတ်ကူတမတရားတက်ကိုခေါ်ဆောင်သွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။ ဒါအပြင်ကျိုးပင်ကောင်းမြို့နယ်နဲ့အောက်ဖိုမြို့နယ်အဆက်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကလည်းအော်တိုဗလာရှိရနေမှာကြေးရွာတွေကိုစစ်ကြောင်းထိုးပြီးရေငန်ရွာကပြည်သူ၈ဦးတရက်တော်ရွာကပြည်သူ၆ဦးနဲ့မအူတန်းရွာကပြည်သူတွေကိုဇက်တိုက် ပေါ်တာဆဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။စကိုင်းတိုင်းကမ္ဘလူမြို့နယ်မှာလည်းအော်တိုဗလာ၃၃ရက်နေ့ကရှေဘုံမြို့နယ်ဘက်ကနေတနိုင်းဘက်ကိုတက်လာတဲ့အန်စာတုံးကတစည်းပေါ်ကလူငယ်၉ဦးကိုလည်း စပယ်နဲ့သာပြူစောတိစခန်းကတကြမ်းဘက်စစ်သားတွေကပေါ်တာဆွဲဖမ်းဆီးခဲ့လို့သိရပါတယ်ရှင်စကိုင်းတိုင်းဘက်ကသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအရာတော်မြို့နယ်တစ်ချိုကုန်းရွာစာတင်ကျောင်းဤကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပေလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူလေးဦးသေဆုံးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ ပြီးခဲ့တဲ့အော်တိုဗာလ18ရက်နေ့ကမနက်09:43မိနစ်ခန့်မှာအရာတော်မြို့နယ်တချို့ကုန်းရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပေတဒအူးလေတပ်ကနေတက်လာတဲ့ YAG 130 Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တဦးအပါဝင်ပြည်သူလေးဦးသေဆုံးခဲ့တဲ့အပြင်ပြည်သူ10ယောက်ကျော်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့လိုထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာပြင်းထန်ဒဏ်ရာရသူတွေပါဝင်တာကြောင့် တည်ဆုံးသူအရေးအတွက်ထပ်တိုးနိုင်ပြီးဒဏ်ရာအခြေအနေကိုဆက်လက်စောင့်ကြည့်နေရတယ်လို့သိရပါဗျ။အခုလိုပဲစတင်မာလာ28ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကအရာတော်မျိုးနယ်အရှိတောင်ချမ်းမှာရှိတဲ့ဂျေးဝါတွေကိုတိုက်ပွဲမဖြစ်ပွားပေးစစ်တပ်လေဒီတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးရဲ့ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့မှာမနေ့ကည7:00နာရီ8မိနစ်အချိန်မှာတိတိတသာငလင်လုတ်ခတ်တာကြောင့် ပြည်သူတွေရအထက်မြင့်တိုက်တာတွေကနေလမ်းမပေါ်ကိုပြင်ဆင်ရတယ်လို့ရန်ကုန်မြို့ကပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကညပိုင်းမှာစမ်းကြောင်းမြို့နယ်အင်းစိန်မြို့နယ်လှဲဒန်းမြို့နယ်လာသာမြို့နယ်အပါအဝင်ရန်ကုန်မြို့မြို့နယ်အများစုမှာငလင်လုခတ်သွားခဲ့ပြီးငလင်လုခတ်မှုမှာအနေငယ်ပြင်းထန်တာကြောင့်ပြည်သူတွေအထိတ်တလန့်နဲ့အထက်မြင့်တိုက်တာတွေပေါ်ကနေပြင်ဆင်ရကြပါရယ်။အမျိုးသားညီညွတ်ရေးဆိုရရဲ့ထုတ်ပြန်ချက်အရအော်တိုဗလာ18ရက်နေ့မြန်မာစံတော်ချိန်ည7:09မိနစ်အချိန်ခန့်မှာ ရန်ကုန်တိုင်းဒလားမြို့နယ်အတွင်းမြေအောက်အနံ9ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 3.9အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြေငလေးတစ်ခုလှုပ်ခတ်သွားတယ်လို့သိရပါဗျ။အခုနှစ် March 28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ပြင်အား9.9အဆင့်ရှိတဲ့သကိုင်းငလေးကြီးလှုပ်ခတ်မှုကြောင့်ပြည်သူ၄000ကျော်တည်ဆုံးခဲ့ပြီးတဲ့နောက်ရန်ကုန်အပအဝင်မြို့နယ်ပြည်သူတွေမှာငလေးအန္တရာယ်ကိုအကြီးအကျယ်စိုးရိမ်နေကြရတယ်လို့သိရပါဗျ။ ဒါကတော့ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ